ဆရာမန်းတင်ဤဒုတိယကျင်းထွေသော မြို့ပိုင်းမောင်ပြုံးချူစာအုပ်မှာကျုံးကလေးတရားလိုအမည်ရတဲ့အကြောင်းအရာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။ကျုံးကလေးရာဇဝင်တွင်မဲ့ကျုံးကလေးတရားကြီးကြောင့်ကျုံးကလေးရွာဟာနာမည်ကြီးရတော့တယ်။ဤကျုံးကလေးရွာအနီးရှိ ကျုံးကလေးတရားသူ မောင်ပြုံးချူပထမဆုံးအကျင်းရောက်ရှိပုံကို မှတ်မိနေပါသေးတယ်1942ခုဩဂတ်စ်လ BIA အုပ်ချုပ်ရေးမှဒေါက်တာဗမော်အုပ်ချုပ်ရေးသူပြောင်းလဲပြီးစအချိန်မြို့အုပ်ပေါက်စာ မောင်ပြုံးချူနဲ့တာယာဝတီမြို့အုပ်ကြီးတခင်တင်ဦးတို့ဟာစိုက်ကားတစ်စီးကိုကြောချင်းကတ်စီးကတာယာဝတီမှလက်ပရန်းသူလာကြလေတယ်ကတ္တရာစီးဖြင့်ပြောင်းလဲနေသော ြည်လမ်းမကြီးဤဝဲရာတွင် ကောက်ပင်စိမ့်လေရိမ့်နှွဲ့နှွဲ့တို့ဟာလေယူရာသို့တွေ့နေကြလေတယ်။ကျုံးကလေးတရားထိတ်သို့ရောက်သောအခါစိုက်ကားပေါ်မှဆင်းကြတယ်။ကျုံးချောင်းသို့ဖောင်ဖြစ်ကူးကြရမယ်။တရားကြီးဟာချောင်းထဲသို့ကျွန်းထိုးမောက်ခုံကြနေပါလေညစ်သေးဝါကျင်သောချောင်းရီတို့ဟာတရားပြက်ကြီးကိုတိုက်လျက်တဝောဝစီးစင်းနေလေတယ်ချောင်းကိုကူးရန်အတွက် လူတယောက်လင်းကရုက တမှုပေးရတယ်သို့တော်မောင်ပြုံးချူတို့အဖို့တော်ကရုကမอยู่ပါမြို့အုံများဤမျက်နာဟာကြီးလာပါပြီတောင်းထိုတရားကြီးကိုအင်္ဂလိပ်များစုပ်ပြေးစဉ်ဖျက်ဆီးပစ်ခြင်းဖြစ်တယ်အလွန်ခိုင်မာတောင့်တင်းသောကျုံးကလေးတရားကြီးကိုနာဤအနေငယ်အတွင်တန်တိုမေနာဖြစ်အောင်ဖျက်ဆီးနိုင်စွမ်းသော သူများကိုမြို့သူမြို့သားတို့သည်ချီကျူးထောပနာ၍ ဩဘာပေးကြတဲ့ထို့တော်လူချမ်းရင်ပါခံနိုင်အံ့နီလက်ပဒန်းမျိုးတွင်တက်ဆွဲလျက်ရှိသောမာဂီတာအမည်ရှိဂျပန်စစ်ဘိုလ်ကြီး၏အမိန်တော်မြတ်ကို နာဂန်လျက်မြို့ပိုင်ဥဖေမြို့ပိုင်ဥထင်ပေါ်စတ်တထေးဥစိန်တစ်ကုံတဲ့ဥကြော်မြင့်တို့ဟာလုတ်သားပေါင်းမြောက်များစွာနဲ့ကျုံကလေးတရားကြီးကိုထပ်မံပြုပြင်ကြလေတယ်။နှစ်လလောက်ကြာသောအခါကျုံကလေးတရားကြီး ြီးဆုံးလေတော့တယ်။တရားဖွင့်ပွဲကိုခန္ဓာကြီးကျယ်စွာကျင်းပကြလေတယ်။တရားအနောက်လမ်းတွင် မန်းတပ်တစ်ဆောင်ဆောက်လုပ်ထားတယ်။ထိုမန်းတပ်ကြီးကိုအစွမ်းကုန်မွမ်းမံပြုပြင်ထားကြလေတယ်။မြို့ပိုင်ကြီးနှစ်ဦးနဲ့မြို့ပိုင်ကလေးမောင်ပြုံးချူတို့လည်းတရားဖွင့်ပွဲအတွက်နေမအားညမအားစီစဉ်မှုတွေကို ပြုလုပ်ကြရလေတယ်။ငားမိုင်အတွင်းရှိတကြီးတွေကို တီးဝိုင်းတစ်ခုစီနဲ့လာရမယ်လို့ ြို့ပိုင်ကြီးတွေကအမိန်ပေးရတယ်။တီးဝိုင်းနဲ့လာမဲ့သူများကို မြို့သူမြို့သားတွေကထမင်းတုပ်ကမ်းရမည်ဟု၍လဲဆင့်ဆိုရသေးတယ်။အမိန်ကတီးပါပေတယ်။မြို့ထဲတွင်ဂျပန်စစ်တပ်ရှိသည်မဟုတ်ပါလော။ဖွင့်ပွဲနေ့တွင် စီကားလာတယ်။တကြီးတွေရဲ့တီးဝိုင်းအမျိုးမျိုးနဲ့အကအမျိုးစုံကလည်းညိုင်ဆိုင်လာတယ်။ခရိုင်ဝန်ဦးခင်မောင်ဖြူမြို့မဝင်းတော်ကြီးဦးစိန်မောင်တို့အပြင် မြို့ပိုင်း၊နေပိုင်းနိုင်ငံရေးသမားအပေါင်းတို့ကလည်းပိုးလုံကြီးတွှွှန်းွှန်းခေါင်းပေါင်းစတလူလူနဲ့ကိုယောင်ကိုဝါတောက်ပနေကြတယ်။ဂျပန်စစ်ဗိုလ်ကြီးရဲ့ချီးကျူးစာလက်မှတ်ကိုလက်ခံကြရမယ်။ဆက်တထေးဥစိန်၊တစ်ကုံတဲ့ဥကျော်မြင့်နဲ့မြို့ပိုင်းဥဖေး၊ဥထင်ပေါ်တို့လည်းသာသာနာနာ ဝစ်စားဆင်ရင်လာကြလေတယ်။အခမ်းအနားဖွင့်ရင် မိန်ကုံးမွက်ကြကြတယ်။လက်ပန်းမြို့နယ်တွင် အာနာလွမ်းလျက်ရှိသောဂျပန်စစ်ဗိုလ်ကြီးမာကီတာကလည်းရှေးလျားသော မိန်ကွန်းတော်ကိုမွှတ်ဟရာတဦးကမြန်မာဘာသာပြန်ဆို၍ပြောရတယ်မိန်ကွန်းပြီးဆုံးသောအခါပရိသတ်ကြီးသည် အာရပါရလက်ခုပ်တီး၍ဩဘာပေးကြလေတယ်ထို့နောက်စစ်ဗိုလ်ကြီးနှင့်အရာရှိများကိုချီးကျူးထားတဲ့ယဒုပိုက်ဆောင်ကိုလွတ်တော်ရှိနေကြီး ဥပဒင်ကဖက်ရရှာတယ်ပြီးလျှင် တပေပတ်လေကန်ရှိသောစက်ကူကြီးများပေါ်တွင်တရုတ်မှင်ဖြစ်ရေးကစေးနီဖြစ်တစိ့ခန့်နေထားသောချီကျူးစာကြီးများကိုသက်ဆိုင်ရာလူများသို့ပေးအပ်ရာလက်ခုပ်တန်းတစ်ဖြောင်းဖြောင်းမြည်ဟင်းပြန်လေသည်အခက်ကြုံနေတဲ့နှစ်ဦးကမြို့ပိုင်နှစ်ဦးဖြစ်လေသည်နှစ်ယောက်စလုံးအတွက်လက်မှတ်တစ်စောင်နဲ့ပေးထားသောကြောင့်ဒီထိုအခန်းအနာပြီးလျင်တရားထိတ်တွင်တန်းထားသောဖဲနီကျိုးကိုဂျပန်စစ်ဗိုလ်ကြီး မာကီတာဟာကတ်ကြီးဖြစ်ဖြဲ့၍တရားဖွင့်လေတယ်။ထိုအချိန်အခါတွင်မြမတို့ထုံးစံအတိုင်းတရားပေါ်တွင်စံပန်းပေါက်ပေါက်များကိုသာကျဲရသည်မဟုတ်ဂျပန်အယူအဆအတိုင်းမကောင်းဆိုးရွားများမကတ်နိုင်ရန်စားများကိုလည်းကျဲဖြန့်ရလေတယ်။စစ်ဘူကြီးကို ရှေ့တင်လျက်ခရိုင်ဝန်နှင့်တကွာအရာရှိများမြို့မြနှဖုံးများတရားပေါ်သို့လျှောက်သွားကြသောအခါအိုးစီပုံမောင်းတို့ကိုစူညံစွာတီး၍ အောင်အတိတ်နဲ့အောင်နမိတ်ကိုယူကြလေတယ်ထိုတရားကြီးကို မာကီတာစစ်ဘိုလ်ကြီး ကြီးမူးပြုလုပ်သည်ဖြစ်၍မာကီတာတရားဟု သမုတ်စေသည်တရားဤဥထိတ်များတွင်ဂျပန်စာနှင့်တရားဤအမည်ကိုကပီးထိုးထားလေတယ်တရားဖွင့်ပွဲပြီးလက်သောဂျပန်စစ်ဘိုလ်များနှင့်အရာရှိများအပြင်တရားဆောက်လုပ်ရာတွင်အခုအညီပေးကြတဲ့ပုပ်ကူများစုဝေးလျက်ဓာတ်ပုံရိုက်ကြလေတယ်ထိုဓာတ်ပုံကို သက်ဆိုင်သူတို့ဧကန်းတွင်ဂျပန်ခေတ်တစ်ခေတ်လုံးအမျက်တနှိုးချိတ်ဆွဲခဲ့ကြတယ်။အင်္ဂလိပ်ပြန်ဝင်လာတော့အခါထိုဓာတ်ပုံများကိုဖွက်သူဖွက်ဖြတ်သူဖြတ်ဆုပ်သူဆုပ်လုပ်ကြရတော့ဟူ၏။1945ခုနှစ်ဇန်နဝါရီလမဟာမိတ်လေရင်ပြန်များဟာလဗနန်မြို့တွင်ဝင်မကြာခဏဘုံလာချနေတဲ့အချိန်ဖြစ်တယ်။မောင်ပြုံးချူလဲအခြားတမျိုးတို့ပြောင်းရွှေ့သွားရလိမ့်ပြီ။ဂျပန်စစ်ပလိတ်ရုံးလဲ မြို့ထဲဘူယုံမှတရားအရှိတ်ထိတ်ရှိအိမ်ကြီးတအိမ်သူပြောင်းရွှေ့သွားလိပြီတရားဖွင့်ပွဲတုန်းကဩဘာစာယတုရေးတဲ့ပုံကိုလည်းအနိစ္စရောက်သွားရှာလိပြီ ထိုယတုကိုဖတ်ရှာခဲ့သောလွတ်တော်ရှိနေကြီးဥပါတင်လဲဂျပန်တို့ဖန်းစီနှိပ်ဆက်ခြင်းကိုရပ်ပေါင်းများစွာခံရပြီးနောက်လွတ်လာသည့်နေ့မှာပင် သူခံခဲ့ရတဲ့ဒုက္ခကိုပင် သူ့ဇနီးနဲ့သားသမီးဆွေမျိုးညာတိများကို ပြန်လည်ပြောဆိုနိုင်ခြင်းမရှိဘဲတေဆုံးသွားလိမ့်ပြီးတရားဖွင့်ပွဲတွင်ပါဝင်ခဲ့ကြတဲ့ခရိုင်ဝန်ဥက္ကမောင်ဖြူနဲ့မြို့ပိုင်ဥဖေတို့လည်းရှမ်းပြည်သို့ပြောင်းရွှေ့သွားကြပြီးမြို့ပိုင်ဥထင်ပေါ်လည်းဂျပန်များ၏လက်တွင် အမျိုးမျိုးသောနှိပ်စက်ခြင်းကိုခံခဲ့ရပြီးနောက်ဆုံးတွင်ထောင်ထဲရောက်နေပြီလို့ကြားသိရလေတယ်။ဒီအချိန်တွင်မာကီတာတရားဟု အမည်ပေးထားတဲ့ကျုံးကလေးတရားကြီးဟာပျက်စီးချိန်သို့ရောက်ရပြန်မာတော့တယ်။ ။တနေ့တော့အင်္ဂလိပ်အမေရိကန်လေယာဉ်ပြန်အစင်း90ခန်းဟာတတုပ်ပြီးတတုပ်မောင်ပြုံးချူရောက်နေတော့မင်းလာမျိုးပေါ်မှာဖြတ်ကျော်၍လက်ဗရန်စီသို့ပြန်တန်းသွားကြတာကိုတွေ့ရလေတယ်။မောင်ပြုံးချူတို့ဟာကျင်းထဲဝင်၍ပုနေကြရတယ်။နောက်မကြခင်ပောက်ကွဲတံများကိုကြားရတယ်။နောက်လေယာဉ်မြန်တွေပြန်သွားသည်ကိုမြင်ရတယ်။ပြန်ရင်းမင်းမောင်ပြုံးချူတို့မျိုးကိုဆက်တနတ်နဲ့ပြစ်ကာနှုတ်ဆက်သွားလိုက်သေးတယ်။ တနာီလောက်ကြာရင်သတင်းတူးကိုကြားရတော့တယ်။မြင်းလဲသမားတွေလက်ပရန်းမှာတုတ်ချေတင်လာကြတယ်။ကျုံးကလေးတရာအနီးအနားတွင်လင်းရင်ပြန်တွင်ဘုံချရာလူအမြောက်အများတည်၍အိမ်တွင်မီးလောင်ကြောင်းဂျပန်တွင်နေတဲ့အိမ်လဲဓာတ်ရိုက်ထိမှန်၍မီးလောင်ကြောင်းမာကီတာတရာကြီးလဲစီစီညံ့ညက်ကြေမွသွားပြီဖြစ်ကြောင်းခြားသည့်ဘုံမှာက အလွန်ကြီးမားသည့်အပြင် ပြင်းပြင်းထန်ထန်ပောက်ကွဲသောကြောင့် အချို့လူသေးကောင်းများမှာတစ်ပင်မော်ရင်ချိတ်နေကြောင်းအဆရှိသည့်သတင်းစုံကိုကြားရလေတယ်။မောင်ပြုံးချူဟာကြက်သိမ်းမွေးညင်းများထမိတော်တယ်။နောက်နှစ်ရက်ခန့်ကြာသောအခါမောင်ပြုံးချူဟာတာယာဝတီသို့သွားရင်ကျုံးကလေးတရားသို့ရောက်သွားပြန်တယ်။ထိုအခါတရားကြီးဟာတန်တိုမေနဘဝသို့ကူးပြောင်းနေလိမ့်ပြီ။သူသည်လွန်ခဲ့သောနှစ်နှစ်ကျော်လောက်ကတရားဖွင့်ပွဲကျင်းပပုံတွေကိုတရေရေမြင်ရောက်နေလေတယ်။ 1945ခုဩဂတ်စ်လအင်္ဂလိပ်တပ်များမြန်မာပြည်တွင်းသို့ဝင်ရောက်၍မကြာမြင့်မီကျွန်းကလေးတရားကိုအ мян ဆုံးပြင်လေတယ်။ကရိယာတစားများကလည်းစုံသဖြင့်လပိုင်းအတွင်ပြီးသွားလေတယ်။မာဂီတာအမိမှကျွန်းကလေးနာမကိုထပ်မံ၍ရလိုက်ပြီး ချောမောကောင်းမွန်၍နေပြန်တော့တယ်။1948ခုဇူလိုင်လတက်မတော်တရင်သုံးမှအရာရှိအချို့နဲ့တပ်သားများ တောခိုသောသတင်းကိုကြားကြရသည်ထို့နောက်တယင်းတစ်လဲပုံကန်ထကြွပြီးဟုကြားရပြန်တယ်မရှိမနှောက်ပင်ဘိုးမူကြီးစိန်မှန်ဟာ နောက်လိုက်နောက်ပါများနဲ့တာယာဝတီဘက်သို့ထွက်သွားပြီလို့သိရလေတယ်ဘိုးမူကြီးစိန်မှန်ဟာပြည်ဘက်မှဆင်းလာတဲ့တော်လန်သောတက်မတော်တယင်းတစ်ကိုတာယာဝတီနေကိုတလက်မမြမပေးပဲခုခံတိုက်ခိုက်ရန်တန်ဋိဌံချထားပြီဖြစ်လေတယ်တလန်းလုံး အေးအေးလူလူနဲ့လာခဲ့သောတည်ရင်တစ်ဟာကျုံးကလေးတရားကြမှာပင် စီးကြိုတိုက်ခိုက်ခြင်းကို ခံရလေတော့တယ်ဘုံမူကြီးစိမ့်မှန်ဟာရှိသမျှအင်အားရသမျှလူ ရှိသမျှခဲယံမိကြောက်တို့ကိုအရေးတကြီးစုဆောင်းပြီးလင်ကျုံးကလေးတရားတစ်ဖက်ကမ်းမှနေ၍ကိုတိုင်ဦးစည်းကတည်ရင်တစ်ကိုခုခံတိုက်ခိုက်လေတယ်တရားပေါ်တွင်လဲကားတစ်စီးကိုတင်ကမိရှို့ဖြက်စီးပြီးလင်တစ်ဖက်မှလာလန်းကို ပိတ်ဆို့ဖြက်စီးထားလေတယ်။ကျုံးကလေးတရာဟာတရင်တဲ့အတွက်မမေ့နိုင်သောနေရာဖြစ်ပေတယ်။အေးလူလူရန်ကုန်သို့ခြိတက်နိုင်လိမ့်မယ်လို့ထင်ခဲ့ရာကျုံးကလေးရောက်မှ နောက်ပြန်ဆုတ်ရသောဘဝသို့ရောက်ရလေတော့တယ်။ဘူမူကြီးစိန်မှန်ရဲ့အမိဟာတပြီလုံးခိုးလေးတကြောဖြစ်သွားလေသည်။ဤကကျုံးကလေးတရာဝယ်ဖြစ်ပေါ်ခဲ့သော ထူးခြားတဲ့ဖြစ်ရပ်တစ်ခုပင်မဟုတ်ပါလော။1949ခု April ရဲဘော်ဗျူကွန်မြူနစ်နဲ့ပုံကန်နေသောတပ်မတော်တို့ဟာတာယာဝတီခရိုင်တစ်ခုလုံးကို သိမ်းမိကြပြန်လေတယ်။ဘုံမူးကြီးစိန်မှန်လဲကြဆုံသွားလိမ့်ပြီ။မောင်ပြုံးချူလဲပုံးကြီးတခါအောင်းကြီးတလှနဲ့ထွက်ပြေးရလိမ့်ပြီ။အရာရှိအများလဲရန်ကုန်တို့လစ်ကြကုန်တယ်။စစ်ဝန်တန်းဘိုးဘိုးချင်းလဲတဘုံတို့ဖမ်းထားရမှလွတ်ထွက်သွားပြီလင်တောခိုးကတာယာဝတီကို ပြန်တိုက်ရန် အင်းအားစုဆောင်နေလေတယ်။ငိမ့်ညာရေးပျောက်ကြားဖို့ဘိုးစိန်မောင်လေတောထဲတွင်အင်းအားဖြည့်လျက်ရှိလေတယ်။ဘိုးမူးထွန်းတင်ခေါင်းဆောင်နဲ့စစ်ရဲတပ်တရင်လေးလေမော်ပြီးတိုက်ကြီးဘက်မှတဖြည်းဖြည်းထိုးစစ်ဆင်လာလေပြီ။1949ခုဇူလိုင်လအတွင်းဝယ်အစိုးရတပ်ပေါင်းစုံဟာတာယာဝတီမြို့ကိုတိမ့်ပိုက်မိလေတော့တယ်။မရှိမနှောင်းမင်းတဘုံတို့လေကျွန်းကလေးတရာကြီးကို ချိုးဖြက်လိုက်ကြပြန်လေတည်း1949ခုဇူလိုင်လစက်တင်ဘာလဘုံမူးထွန်းတင်ဟာကျုံကလေးတရားကြီးကိုအမြန်ဆုံးပြီးစီးရန်အစွမ်းကုန်စူးစမ်းလျက်ရှိလေတယ်။အစိုးရလမ်းဘက်ဆိုင်ရာ အလုတ်သမားများလည်းနေညမအားအလုတ်လောက်ကြရလေတယ်။ဒီအချိန်တွင်တသွင်သွင်စီးနေတဲ့ချောင်းရီများလည်းပြည့်ရှံ၍ရေစီးလဲတန်လာတယ်။ပုံပစ္စည်းများလူများကို လေများဖောင်များနဲ့တဖက်ကန်းသို့ပို့ဆောင်ကြရတယ်။ကျုံးကလေးတရာအကြောင်းကို မကြာခဏသတင်းစာများထဲတွင်ဖတ်ကြရတယ်။ကျုံးကလေးတရာကြီးပြီးတော်မီဂိတ်ကြီးနာမည်ကြီးသည့်ကျုံးကလေးတရာကုန်ပစ္စည်းများဟာသဘုံတို့နေတွင် အထူးဈေးကောင်းလျက်ရှိတယ်။ထို့ကြောင့်မိမိတို့ကုန်များကိုဤမာဘက်ကံမှဟိုမာဘက်ကံသို့ ရောက်ရန်အတွက် ကုန်တယ်တို့ဟာဂိတ်ကြီးကို အစမတန်ပေးရန် ဝင်မလေးကြကြီးပေးစဉ်ကတောင်းတောင်းပန်ပန်ပေးကမျက်နှာချိုးသွေးခဲ့ကြတော့လဲ꽌ရာမှနေ၍မကြေမနက်ပြောဆိုကြလေတော့တယ်သက်ဆိုင်ရာအာနာပိုင်များသည်လဲဂိတ်ကြီးတောင်းခံသူများကိုစုံမနီးအမျိုးမျိုးနဲ့စုံမကြပါတယ်သို့တော်စားစားရှိလျင်စားချင်းချင်းဖြစ်နေသူတို့အဖို့အုတ်ရဆိုင်ရာခတ်လာပါပြီတယ်ငခုံးမတကောင်နှင့်တလေလုံးပုတ်ရသည့်အဖြစ်သူစိုက်ကြရတယ်သို့တော် ကျုံးကလေးတရာကြီးဆောက်လုပ်ပြီးစီသွားပါပြီ။စက်တင်ဘာလ25ရက်နေ့တွင်တိုက်မြိုက်ခမ်းနားစွာတရားဖွင့်ပွဲမင်္ဂလာကို ခရိုင်ဝန်မင်းကိုယ်တိုင်ကြီးမှု၍ကျင်းပလေတယ်။အသီးသီးမင်ကွန်းစကားများမွှတ်ကြားပြီးသောအခါခရိုင်ဝန်သည်တရားကိုတားထားတဲ့ပိုးချိုးကိုကတ်ကြီးဖြင့်ဖြတ်၍တရားကြီးဖွင့်လေတယ်။မိတ်ဆွေကြီးသတင်းတောက်ကလည်းတစ်ချက်ချက်နဲ့ဓာတ်ပုံရိုက်တယ်။ခရိုင်ဝန်မင်းနဲ့တကွာ အရာရှိများဟာဟန်ပါပါနဲ့တရားကိုဖြတ်ကျော်ကဘင်ခရာတီးမှုန့်လျက်တရားကြီးမာသည်မြို့ထဲသို့အရောက်လမ်းလျှောက်ပြန်ကြလေတယ်။ဝမ်းသာ၍မဆုံးကုံတွေတွေလည်းပျော်မဆုံးသို့တော်ကတို့သမားများကမှိုင်လျက်1949ခုစက်တင်ဘာလ28ရက်နေ့နနက်သတင်းစာသတင်းစာ ကျုံကလေးတရားဖွင့်ပြီးပြီလဗရန်မျိုးပြအုပ်ချုပ်ရေး ဒီနေ့စတော့မယ်။ရန်ကုန်တွင်တရင်စာရောင်းသူများဟာဟစ်ကျွေးနေကြလေတယ်။ကြားရသူတို့မှာဝမ်းမြောက်ရီမဆုံးတပြုံပြုံအတော်အားရနေကြလေတယ်။ထို့အချိန်မှာပင်တဘုံတို့ဟာ ကျုံးကလေးတရာကြီးကို လေးဘက်လေးတံမှဝင်စည်းနေကြလေတယ်။တရားဆောင်ချထားတဲ့အစိုးရတက်လဲအာမတန်၍နောက်သို့ဆုတ်ခဲ့ရတယ်။တဘုံတို့ဟာတရာကြီးကိုအောင်မြင်စွာဖြည့်ဆည်းပြီးလင် နေ့တနာဤကန့်တွင်စုတ်ခွာသွားကြလေတယ်။ခရိုင်ဝန်မင်းဟာ ရန်ကုန်မှ ရောက်ရှိလာသော သတင်းစာကိုဖတ်ရင်းသတင်းတောင်းနှင့်စကားပြောနေလေတယ်။မောင်ပြုံးချူတို့လည်းသူ့အနီးတွင် ရှိကြလေတယ်။အင်းတဲဆိုးတာပဲ။ဒီနေ့မှ ကျုပ်တို့တရားဖွင့်ပွဲအကြောင်းပါလာတယ်။အင်းဒီနေ့ပဲတရားကြီးကျိုးသွားပြန်ပြီ။ခရိုင်ဝန်မင်းကညှင်းညူသလိုပြောလေတယ်။ဟုတ်တယ်။ ျွန်တော်ကြာကြာနာနာရေးထည့်လိုက်တာပဲဓာတ်ပုံတွေလည်းပါပါလေဦးမယ်သတင်းတော့ကဆိုလေတယ်အေးဗျာနောက်တစ်ခါဖွင့်ပွဲကြတော့ပစိုးတောင်ရှိဖို့ခေါင်းမောင်းပေါင်းပြီးဖွင့်မယ်ဗျာခရိုင်ဝမင်းဟာဤသို့ကျင်းဝါလိုက်လေတည်းရောင်ကြီးတဲ့1949နိုဝင်ဘာ15ဆ ਿਆ မန်းတင်ဤဒုတိယကျင်းထွေသောမြို့ပိုင်းမောင်းပြုံးချူစာအုံးမှာကျုံးကလေးတရားလိုအမည်ရတဲ့အကြောင်းအရာလေး ဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါရဲ့ရှင်